ေးသုတိပြင်ပြိတန်တွေတန်းလာတယ်လေပဋ္ဌာန်းထဲမှာအနန္တရပစ္စယောဆိုတာသုတိစိတ်ရဲ့အခြားမဲမှာပြိတန်တွေဖြစ်တယ်သုတိစိတ်ကအကြောင်းတရားပြိတန်တွေစိတ်ကအကျိုးတရားပဲအနန္တရပစ္စည်းထဲမှာအဲ့တော့မြန်မာလူမျိုးတချို့ကအဲ့ခုနကပြောခဲ့တဲ့ဝိညာဉ်ကောင်လက်ပြကောင်အသက်ကောင်တို့ယူဆနေလို့ဒီပြဿနာတွေပေါ်လာတာပဲနိပြေသွားတယ်ဝိညာဉ်ကောင်ထွက်သွားတယ်ယမမင်းမအစ်ခံတယ်ဒီလိုမျိုးမဟုတ်ဘူးသူကဝိညာဉ်ကောင်အနေနဲ့ယမမင်းစီမှာအစ်ခံတာမဟုတ်ဘူး သူကတေသွားတေသွားတာနဲ့တပြိုင်တည်းငရဲဘုံမှာပြိတ္တန်ကြီးတွန်းနေတာဇမမင်းစီမှာဝိညာဉ်ကောင်နေတဲ့သူအစ်ကန်တာမဟုတ်ဘူးဟုတ်ပြီနော်တေတာနဲ့ဆင်းချင်းဘဝတစ်ခုရောက်သွားတာပဲအခုဒီမှာလူဘဝကသုတစိတ်ကြငရဲဘုံမှာပြိတ္တန်ကြီးတွန်းနေတာအဲ့တော့သူကငရဲအဖြစ်မခံရသေးဘူးသူကအဲ့တော့ငရဲသားအနေနဲ့သူကအစ်ကန်ရတာဝိညာဉ်ကောင်နေတဲ့ဆက်ကန်တာမဟုတ်ဘူးနော်အဲ့ဒါနားလဲဖို့လို့တယ်ဝိညာဉ်ကောင်နေတဲ့ဆက်ကန်တာမဟုတ်ဘူး အဲ့တော့လူဘဝစုတစိတ်ကြငရဲသားနေတာပြိတ္တန်နေပြည့်ရမှာသွားအစ်စ်ခံရတာအစ်စ်ခံရတယ်ဆိုတာလူတိုင်းအစ်စ်ခံရတာမဟုတ်ဘူးတချို့ကလည်းအဲ့ဒါလူတိုင်းအစ်စ်ခံရနေထင်နေရတာလူတိုင်းအစ်စ်မခံရအောင်အကုသို့ကြီးတဲ့သူဆိုရင်လည်းချက်ချင်းငရဲသွားကြပဲစစ်စရာမလိုဘူးကုသိုလ်ကံကောင်းတဲ့လူကြီးတဲ့လူကြလည်းနှက်ပြီးတန်းသွားပဲစစ်စရာမလိုဘူး तू ကအကုသို့နဲ့ကုသိုလ်မမဲရမထင်ရှားတဲ့ပုံကိုယ်တွေပြောတာကုသိုလ်လည်းမမဲရကြီးကြီးမားမားမလုပ်ခဲ့အောင်မမဲရသိပ်မလုပ်ခဲ့အောင်အကုသို့ကလည်းမမဲရသိပ်မရှိလောက်အောင် အဲ့တော့အကုသို့ကုသို့ထင်ထင်ရှားရှားမရှိတဲ့ပုံကူမျိုးတွေကအဲ့တော့ငရဲဖို့လည်းတတ်မရောက်ဘူးဟိုဘက်နှက်ပြေလည်းတတ်မရောက်ဘူးအဲ့တော့ယမမင်းစီမှာအဲ့မှာငရဲနားမှာသွားပေါ်တာသူကသူကယမမင်းစီမှာအစ်စ်ခံရမဲ့သူဆိုလို့ရှိရင်သူကငရဲရဲ့ငရဲမှာခိတ်ပေါက်၄ပေါက်ရှိတာယမမင်းကတယောက်တည်းရှိတာမဟုတ်ဘူးယမမင်းက၄ယောက်ရှိတယ်သူက၄ယောက်ရှိတယ်ခိတ်၄ခိတ်ရှိတယ်သူကအဲ့မှာသူကယုံထိုင်တာခိတ်၄ခိတ်မှာတယောက်ချင်းယုံထိုင်တာသူက ဂျမမင်းဆိုတာကသူကနှက်ပဲတကယ်တော့စတုမာရီပုံသားနှက်ဂျမမင်းကနှက်ပဲသူကစတုမာရီသူကတကယ်သူတော်ကောင်းသူကဟိုငရဲကြစေလို့သူကအမိန်ပေးတာမဟုတ်ဘူးသူ့တန်ဝန်ကအဲ့လိုသူ့စီကိုရောက်လာတဲ့သူတွေကိုစစ်တာမဟုတ်ဘူးသူကဖော်ထုတ်ပေးတာကုသိုလ်တွေကိုတတိကြအောင်ဖော်ထုတ်ပေးတာသူကအဲ့တော့အဲ့ဒီငရဲနားမှာပေါ်လာတဲ့သူကိုငရဲထိတ်နေကသွားခေါ်ပြီးတော့ဂျမမင်းစီကိုပို့ရတာအဲ့ဂျမမင်းကနေပြီးတော့လူဘဝမှာသူကုသိုလ်ကောင်းမှုတွေကိုတတိရလာလို့မေးတယ်တတိမရအောင် သတိကြောင့်သူကပေါ်ထုတ်ပေးတာသူကလူအိုတွေမြင်တဲ့အခါလူသေးတွေမြင်တဲ့အခါမှာဘလို့စိတ်ဖြစ်ခဲ့တယ်လဲကုသိုလ်တွေလုပ်ဖြစ်မဖြစ်ကိုသူကမေးတာအဲ့လိုပါအဲ့တော့ကုသိုလ်တွေသူသတိရသွားပြီဆိုလို့ရှိရင်အဲ့ကုသိုလ်ကံကြောင်းလက်ပြေကိုသူပြိတန်တွေပြန်နေတယ်ဒီဝိညာဉ်ကောင်ရောက်သွားတယ်မဟုတ်ဘူးနော်အဲ့တော့ဒီဘဝကအဲ့ငရဲ့ယမမင်းစီမှာစစ်ခံတဲ့ဘဝခန္ဓာဆုတည်ပြီးတော့လက်ပြေမှာသွားပြီးတော့ပြိတန်တွေပြန်နေတာအဲ့လိုမျိုးအဲ့တော့လူဘဝကဆုတည်ပြီးတော့ဝိညာဉ်ကောင်နေနဲ့စစ်ခံတယ်လို့မထင်နဲ့အဲ့ငရဲ့ဘုံမှာငရဲ့သားပြိတန်တွေနေပြီးတော့ စစ်ခံရတဲ့သဘောအဲ့တော့ငရေကြမဲ့သူဆိုလို့ရှိရင်အဲ့မှာငရေတန်းကြပဲပေါ့ကြပေါ့နော်အကင်းနက်ပြီးသွားမဲ့သူဆိုရင်အဲ့မှာစုတည်ပြီးတော့နက်ပြီးမှသွားပေါ်တာပေါ့ပရိသတ်တွေသွားနေတာပေါ့ဆိုတော့အဲ့လိုမျိုးပါ